့ညာရဲ့ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ရပ်ဖတ်ပေးမှာကတော့ဆရာတင်မမြင့်ဘာသာပြန်ထားတယ်တမဏိလိပ်ပြန်ဆိုတဲ့ဘာသာပြန်ဝတ်ထုရဲ့အပိုင်း73ဖြစ်ပါတယ်ခင်ဗျာခန်းစားနာစေပေးကြပါဦးခင်ဗျာ ိုနီဘောင်ကာလာတော်တော်များများမှာဖီလာဒဲဖီးယားထက်တန်းလွှာ၏ဥပစာတွင်သာကျင်လည်နေခဲ့ရ၏။တနည်းအားဖြင့်ဘောလုံးွဲတွင်ခိတ္တလူဝင်ကစားရသောဘောလုံးသမားနှင့်တူ၏။အချိန်ရသခိုက်ကလေးတွင် အသေးလေးကြိုးစားပြနေရ၏။ရန်ဖန်ရန်ကာတော့သူတို့ပတ်ဝန်းကျင်ထဲသို့ဝင်ဝင်ပြုတ်တတ်ကြ၏။ကြောက်သက်ပြီးချင်းမွန်စကားဆိုကြ၏။တော်တော်တည်ငှမြန်သာမိမိနေရာမှန်သည်သူတို့လောကကြီးအပြင်ပတွင်မဟုတ်လား။ Mrs. JLE လက်ဆွဲရှင်နေဖြစ်ပြီးဆိုကြတဲ့ကအရာတိုင်းဒီပြောင်းလဲကြီးပြောင်းလဲခဲ့သည်မိမိနဲ့တွဲဖက်လုတ်ကင်နေကြသည့်တက်တန်းရှိနေကြီးများ၏ဆက်ဆံရေးများလည်းရုပ်ချီးပြောင်းလဲခဲ့ပြီဖြစ်ပါ၏။ကောက်တီးရိုက်ဖို့ဖိတ်ကြသည်ဖီလာဒဲဖီးယားကလပ်တွင်ညစာစားဖို့ဖိတ်ကြသည်အင်ကုန်ညစာစားဖို့ဖိတ်ကြသည်အလုပ်တွေတိုနီစီတို့လှိမ့်ဝင်လာ၏တည်တန်းစာများပုံသေးပိုင်းပစ္စည်းကိစ္စများနှင့်ပိုင်စားမြေကြီးကြပ်ရေးကိစ္စများနှင့်အာမခံကိစ္စများ အသေးစားပန်လုပ်ငန်းတစ်ခုမှာဘုတ်ဖွဲ့ဝင်လူကြီးဖြစ်ဆိုင်ဖို့ကမ်းလှမ်းလာ၏လိုဂန်ကလေတန်ကလက်မခံဖို့ကြံပေးသည်ဒီတဲ့ကြီးမားသည့်အခွင့်အလမ်းတွေရှိဦးမည်ဟုဆိုသည်လုပ်ငန်းတွေအောင်မြင်နေုံများဖြင့်တင်းတိမ်နေပြီးသေးကြောင်းတိုနီနားလည်ထား၏ဖီလာဒဲဖီးယားတိုင်ဝမ်တွင်နှစ်ပေါင်းများစွာကတည်းကထိမ့်သိမ်းခဲ့သည့်စင်လာတွေရှိငွေနှင့်အာဏာကိုရေးကြည့်သည့်ကဏ္ဍတွင်ထားနိုင်တော်လဲရင်းငွေနှင့်အာဏာကိုဆက်လက်ထိမ့်သိမ်းနိုင်ပြီးသားသမီးမျိုးဆက်သွေးခြံထားနိုင်ရမည်ဟုသူတို့လူအဖွဲ့အစည်းကယုံကြည်သည် ထို့ကြောင့်အိမ်တော်ဘက်အရွေးမမှားဖို့မှာအလွန်ဓိကကြသည့်ကိစ္စဖြစ်လာသည်ထို့တဲ့ပိုရေးကြည့်သည့်ချက်မှာရာဇဝတ်နှင့်များစွာမိမိတို့မျိုးဆက်သွေးလမ်းကြောင်းမှန်မှန်စင်စစ်နေဖို့ဖြစ်တခုတော့ရှိသည်သားမီးတိုင်းကမိဘခြေရာကိုနင်းနိုင်ကြမည်လားကလေးကချင်းပြစ်သွားရင်ရောနှစ်ပေါင်း250ခန်းတမနီရှိခဲ့သည့်ဖီလာဒဲဖီးယားတက်တန်းလွာအတိုင်ဝန်တွင်ဒီလိုကိစ္စမျိုးမှာရှိတော်ရှိသည်သို့တော်လွန်ရှားခဲ့ပါသည်ဒီလိုရှိခဲ့ရင်လည်း တိုးမဲတကောင်လိုအသားကလေးတိတ်တိတ်ကလေးအချားမျိုးသို့ပုတ်ပြလိုက်တတ်ကြသည်မိမိ၏မျိုးသက်နွားများကိုအမြဲတမ်းဂုံယုံလေးရှိသည့်မွေးမြူရေးချမ်ပန်ရှင်ကြီးတယောက်ကခေါင်းနှလုံးပူးနွားကလေးမွေးလာသည့်အခါလော်လဲကူကူသူများကိုပေးပြလိုက်သည့်သဘောပင်ဖြစ်သည်မိမိကိုယ်သည်တိုင်ဝင်းကလက်ခံခဲ့သည်မှာလဲမိမိမျိုးဆက်သွေးကိုစစ်ဆေးလေးလာပြီးမှလက်ခံကြခြင်းဖြစ်ကြောင်းတိုနီသဘောပေါက်၏မိမိဘယ်မှာမျိုးစစ်ဆက်ကိုနှစ်တရာခန့်အထိသူတို့ပြောင်းကြည့်ကြသည်အမေကဘသူနှင့်လက်ထက်သည် အဖွားကြီးအိန်နာဘက်ကဘသူမစ္စတာဟယ်ရီဂျက်ဆင်ဖရန်ကလင်ထက်တန်းကျောင်းတွင်စာသင်သည့်နှစ်များဒိုမာဒဆင်ဖီလာဒဲဖီးယားသို့ဘဝတည်တစ်ခုတည်ဆောက်ရင်ပြင်းပြသည့်ဆန္ဒဖြင့်ရရှိလာသည့်အိုင်ယာလန်သူကလေးတိုနီအဖွားကြီးအမေမျိုးဆက်မှာနှေးကွေးစွာသို့သောတန်ရှင်းစွာဖြင့်တိုးတက်လာကြောင်းသူတို့လေ့လာမိကြသည်ယခုတိုနီအလဲရောက်ပြီမိမိရှေ့တွင်ပွင့်လန်းလျက်ရှိသောခီးပန်းနိုင်ကိုမဆုံးမနစ်ချီတက်ရတော်မူ ဒီလူဖွဲ့စည်းအမြင့်ဆုံးမိသားစုမှာမျိုးကောင်းသမီးကလေးတရားရောက်နေတွေးတော့ပြီးလော်ရင့်စ်အမျိုးကိုဖီလာဒဲဖီးယားတွင်ခိုင်မာတည်ဆောက်တော်မူတခုပဲခက်နေဒီတန်ဝန်းမှာမိကလေးများကိုစိတ်ဝင်စားနိုင်ခြင်းဖြစ်သည်ဂရိစ်ချစ်ပန်တယောက်ကိုမူစိတ်ဝင်စားသည်သို့သောဂရိစ်ဤတုံ့ပြန်မှုကိုမရနိုင်ဖြစ်နေ၏ဂရိစ်အနေဖြင့်တိုနီကိုသဘောမကျရတော့မဟုတ်တိုနီကိုယောက်ျားတကာတဲ့ရေးပေးဆက်ဆံဒီမှာရှင်းနေ၏အတူတူကကြသည်တင်းနစ်ကစားကြသည် မြင်စေကြသည် ပကြီးပြပွဲတွေကြည့်ကြသည်ဂီတနှင့်စာပေအကြောင်းဆွေးနွေးကြသည်ငင်းခုန်ကြသည်ဂရစ်ဆိုသည့်မိန်းကလေးသည်အော်စရာကောင်းလောက်အောင် ပေါင်းလို့တင်းလို့ကောင်းသည့်မိန်းကလေးဖြစ်ရာတိုင်းကိုစိတ်ဝင်စားလေ့လာသည်ချစ်စပွဲရှင်ပြသည်ရန်ဖန်ရန်က တိုနီကိုတင်းတင်းနန်းနေရှိနှစ်ယောက်သားတွဲလို့ရဲမလာကူးလာတော့တိုနီကလက်ထက်ခွင့်တောင်းသည်ဂရစ်ကတိုနီပါကိုပုတ်ပြီးထူးဆန်းသောစကားကိုဆိုသည်တိုနီဟာကဘာပေါ်မှာတော်ဆုံးယောက်ျားတစ်ယောက်လို့ဂရစ်ယုံပါတယ် ဒါပေမဲ့ Grace လက်မထက်ကျင်သေးဘူးလေ။ Tony ကအခုလိုပဲလက်ထပ်ဖို့မကြမ်းမကြာပြောနေပေါ့။ဒီတော့ Tony ကမကြမ်းမကြာပြောသည်။အော် Tony ရဲ့ Tony ကို Grace တနာပါတယ်ကွယ်။ Grace အခုထိမဆုံးဖြတ်နိုင်ဘူးသီလား။ဟိုသည်အဖြေသာပေးလိရှိသည်။ဘာကြောင့် grace တယောက်ကိုပဲမရမနေစူးစမ်းနေမိပါလဲ။ဘာကြောင့်သူတို့နှစ်ယောက်ကိုပတ်ဝန်းကျင်က error တောင်ထိတက်ကြမိစုံတွဲလို့မြင်နေကြပါလဲ။ ။နှစ်ယောက်လက်တွဲမိလျင်တကယ်ပင်ထွတ်ထိပ်ကိုရောက်မြင်မှုချမှုဒီလိုမြင်ကြခြင်းဖြစ်။ဘာဖြစ်လို့ Grace ကိုတယောက်ဆိုတယောက်ပဲကွယ်ဖြစ်နေမိပါလဲ။လာလို့တွက်လို့ညံ့မြမြင်ကြီးလို့ဖော်မွန်တယောက်ဖြစ်လို့ပြီးတော့အမွေတွေအများကြီးရမြင်တထဲမှာကလေးမှုဖြစ်ရမြင်တာ။ဘာကြောင့် Grace ကိုမချစ်မိဖို့ Mrs. Watson ကကြိုပြောထားတယ်ကိုယခုမှသဘောပေါက်ရတော့ဤ။တော်တော် Grace တွင်တန်းလုံးမရှိဟုဒီကိစ္စနဲ့ပတ်သက်ရတော့တိုနီကလက်မခံနိုင်ပါ။ ဂရစ်စစ်ပန်းဆိုတဲ့မိကလေးကြောင့်ကိုရိုးရိုးကလေးရှင်းပြလို့ရပါသည်။ရာရာပြီးပြီးစုံနေ၍နောက်ထပ်သူ့ဘဝတွင်ဘာမှမလိုတော့အောင်ရောက်ရဲနေသည့်မိကလေးမျိုး။ထိတ်တန့်ရှိနေခြင်းများဆင်းတွင်မိမိနာမည်ပါဝင်သွားပြီးနောက်မကြာမီတရားရုံးများသို့ရောက်ပေါက်များလာသည်။ဤတွင်မမျှော်လင့်သည့်ဖြစ်တွေမစင်စားခဲ့ဘူးသည့်ကြောင်းရာတွင်ရင်ဆိုင်ရခြင်းဖြစ်တရားရုံးတစ်ခုမှာတော်နီယုံကန်းနှင့်တိတ်မွေလာ။ဆန္ဒလန်းနှင့်တင်းရှုမြိုင်လန်းတောင်ရှိရက်စကဲတွင်တွေ့ဖက်ထားသည့်တရားရုံး တမနခင်တွင်စိတ်လက်ကြည်ကြည်ဖြင့်လမ်းလျှောက်ထွက်ခဲ့၏မမတင်ရက်စကန်ဝင်တဲ့သူချုပ်괴ဝင်ခဲ့မိသည်ညီငွင်းကြောင့်မိမိတင်ကြားတက်မြောက်ခဲ့သည့်ဘာသာရက်မိမိအသက်ဘဝညာပြုတ်နေသည့်ဘာသာရက်သည်ပြောစရာရှင်စရာစကားစစ်ထိုးပွဲကလေးများတဲ့ပုံမိုလေးနဲ့တင်ကြောင်သဘောပေါက်လာရတော့၏ဩလူတွေလူတွေချွေးတလုံးလုံးနဲ့တရှုပ်ရှုပ်ငိုသူငိုကျမ်းမြေပေါ်မှာချစ်ပြက်လက်ပြက်လဲသူလဲတချို့ကလည်းဒေါသမျက်ချောင်းချောင်းထွက်နေတဲ့မျက်နှာတွေနဲ့အင်း တရားဥပဒေရဲ့အနှောင်ဖွဲ့ခံလူသားတွေပြည်သူတွေမွေးရဆဲဆွဲသူတွေယက်သမားတွေလင်းလယ်မှုဓမြမှုလူရဲ့ရဲနှဲမှုတွေနဲ့သူတို့တွေတရားရုံးသို့ရောက်လာကြခြင်းဖြစ်ပြီးချို့မှာတကယ်ပင်ပြစ်ကျွလွန်ခဲ့သူများဖြစ်ပြီးသူတို့ထဲတွင်ပြစ်မဲ့သူများလည်းပါမြင်မှုချတိုနီသူတို့ကိုစောင့်ကြည့်သည်သူတို့ပြောတာတွေကိုနားထောင်သည်ပြီးတော့မှမိမိရင်ဆိုင်ရမည့်မျက်ခွန်ကိစ္စများအတွက်ဆိုင်ရာတရားရုံးများသို့သွားပြီးစကလုံးလိုက်တန်းပြည်တန်းကစားသည်ရင်ထဲတွင်တော့ ထူးဆန်းလို့ကြသည့်တိအာယုံတမျိုးဖြင့်လှုပ်ရှားလိုက်ခဲ့လျက်ထမစာ၍အားလက်ချိန်တိုင်းရာဇဝတ်ကြောင့်ဆံရမှုခင်းများနှင့်တရားဥပဒေများကိုလေ့လာသည်တက်ထဲတွင်နေစဉ်ကစေဥပဒေတွေကိုဖတ်သည့်အချိန်ဆက်လက်မတ်သက်လေ့လာဖတ်မှတ်သည်မှုခင်းဆံရရာဇဝတ်ကြောင့်ဥပဒေများကိုကြောင်းနှင့်သဘောလောက်သာသင်ခဲ့ဖို့၏လက်ရှိလုပ်နေသည့်တရားမမှုများနှင့်လည်းလုံးဝမနှိဆက်သဖြင့်မှုခင်းလောကနှင့်ကင်းဝင်းနေခဲ့သည်တဖြည်းဖြည်းနဲ့တရားရုံးများတွင်ဖြစ်ပျက်နေသည့်ပြည်သူတို့၏ဘဝကိုမျက်ဝါးထင်ထင်မြွတ်တွေ့မြင်လာသည် တချို့ကတရားဥပဒေအကာအကွယ်ကိုပြည့်ဝရရှိကြပြီးတချို့မှာလုံးဝမရရှိနိုင်ပဲလက်ဆင့်ခံနေကြရသည်ဒီနေ့တွင်တရားခွင်စစ်ကြောကြားနာမှုစမီရှာကြီးသင်ငယ်ကိုကျွေးနေသည့်အမျိုးသမီးတိုးနှင့်စကားပြောဖြစ်သည်အမျိုးသမီးကဖြစ်ချောင်းကောင်စင်ကိုပြောပြသည်ကလေးတွေတလေကြီးနဲ့အခန်းတစ်ခန်းငှားနေရမှာအင်းရှင်ကအခန်းကတိုးတောင်းတည်ဟုဆိုသည်မပေးနိုင်တော့နင်းစားထုတ်ပြီးအင်းရှင်ကမောင်းချသည်တင်းမခန္ဓာသည့်အစုံအင်းရှင်ကိုရင်ထဲပို့ပြီးပက်မြည်ဟုချိန်မောင်းမိရမှာ ချင်းချမှုဖြင့်တရားစွဲခံရခြင်းဖြစ်ကျမထောင်ကျရင်ကျမကလေးတွေကိုဘယ်သူကြည့်ပေးမလဲရှင်ကိစ္စမရှိပါဘူးကျွန်တော်ရှိနေပါအမကြီးရဲ့အမှုကိုကျွန်တော်ဆောင်ရွက်ပေးပါမယ်တိုနီနှုတ်မှာအမတ်မထင်ထွက်သွားသည့်စကားလုံးများမြို့သမီးနောက်တွန့်သွား၏မျက်မှောင်ကိုယူ၍ကျမမှာပြဿနာမရှိပဲမြို့သမီးကို9မိနစ်ခန့်နားချယူရသည်အမှုနိုင်ဖို့ရှောက်လဲချက်ပေးသည့်အချိန်မင်းအိမ်မကြအင်းရှင်ကအိမ်နှင့်ဝရန်သူဖြင့်ချင်းချောက်ချင်းဖြစ်၍ ထက်မြက်ဆူးရှာသည့်မိန်းကောင်းနဲ့ငယ်မိလိုက်ရောများဖြင့်ဆွဲချက်တွေတစားစီဖြစ်ကုန်တော့သည်ကျေးဇူးတင်လို့ရမိမိအားကဲတင်ရှင်ကြီးတဆူလို့လုံနေသည်ဖြင့်မြို့သမီးပါမမနဲ့ခွာခဲ့ရ၏တရားရုံးမှာပြန်ကန်ဤတဲ့ဇွန်တယောက်ကတော်ရီလက်မောင်းကိုဖမ်းဆုပ်လိုက်၏လူဘဝတယောက်သူဝတ်ထားသည့်မိကိုရောင်ဝတ်စုံမှာတွန့်ကြည့်လျက်အတန်ကြာစဉ်းစားပြီးမှသူ့ကိုမှတ်မိသည်ဟေးမင်းလူဝတ်တော်နေသည်မို့လားကြည်စမ်းတို့ကြောင်းထက်ကလေးကမတွေ့ကြတာနော်နေပါဦးမောင်ရင်ကဒီမှာဘာလာလုံနေတာတော့ ဒိုနီကဝမ်းသာရနှုတ်ဆက်ရင်းမေးလိုက်အမှုတစ်ခုနဲ့ပတ်သက်ပြီးကိုရောက်လာတာလေမင်းမသိသေးဘူးထင်တယ်ငါကလက်ထောက်ခရံရာစုတရားလူကြီးဖြစ်နေတယ်ကွာဘယ်လိုလဲမင်းကအချိန်နဲ့ကြောင်းနဲ့ကြားပါတယ်အင်းမစိုးဘူးဆိုပါတော့ကွာတွေ့ကြုံများနေပြီဖြစ်တဲ့မြေဝန်းနဲ့တစုံကဒိုနီအားကဲခတ်လို့ကြည့်နေရည်စရာတော့ကောင်းတာကွာမင်းလိုထိတ်တန့်ရှိနေတယောက်ကအမှုသေးဖွဲကလေးတွေကိုလိုက်နေတယ်ဆိုတာမြုံနိုင်စရာပဲငါတနေ့မင်းကိုနေ့လယ်စာကြွေးပြရစီကွာ အေးအေးဆေးစကားပြောကြရအောင်မင်းဥတီချက်ကိုငါသိကျင်နေတယ်ကွာတိုနီကောင်းသားပဲလူဝစ်ဒါပေမဲ့ဥတီချက်ရလို့တော့သူတို့ကြကြမရှိပါဘူးကွာနောက်ရက်များမကြာမီလူဝစ်ကဖုံးဆက်ပြီးချင်းသည်တိုနီကမအားသေးကြောင်းနဲ့နောက်မှဆုံမှုအကြောင်းပြန်ပြောသည်စင်စစ်လူဝစ်နဲ့သူမတွေ့ချင်းမိမိလိုရက်တွေကိုမေးလာမြန်လာလုပ်နေမျိုးကိုလည်းတိုနီမလိုလားဘာရွယ်ချက်ဖြင့်ရာဇဝတ်မှုကင်းတွေစေနာဝန်ထမ်းလိုက်လို့ပေးနေမိမှကိုယ့်ကိုယ်လည်းမသိဒီလိုဇွေဇွာလုပ်နေမိတဲ့အတွက် လူဝစ်ဒိုနတီနဲ့တွေ့လင်ချောင်မြီမဟုတ်ဝေဖန်ခံရမြီမို့ချာတဖြည်းဖြည်းနဲ့ရာဇဝတ်မှုကင်းလောက်ကရင်ဒိုနီနာမည်သည်လူတိုင်းပစက်ဖျားတွင်ရောက်လာသည်လူစင်းရဲတွေသူ့စီသူလှိတ်ဝင်လာကြသည်ဟိုမှာဟိုမှာဒိုနီလော်ရင်ဆာသူပဲငွေကြီးလုံးဝစကားမပြောတဲ့ရှင့်နေပေါ်ဟူသည်တီတိုးတန်တွေတယ်လီဖုန်းတံမြီလာလို့ကောက်ကင်လိုက်လျင်ကျွန်တော်ဆက်နှလန်းနဲ့ထင်းရှင်းမြန်လန်းတော့ဂက်တဲကရင်းမှုပါဆရာညကခြားတိတယောက်ကိုကျွန်တော်မတင်ကားမှုနဲ့ဆွဲထားပါတယ် တရားခန်းကဆရာနဲ့တွေ့ကြလို့တဲ့ဟိုသေးရဲမွေးအတံမျိုးတွေကြားရတယ်တနေ့သတင်းစောက်တယောက်ရောက်လာသည်သူမေးသည့်ကြီးကြဲကြဲမိန်းကုံးတွေကိုတူနီကရေပြီးဟာဗျာဒါလည်းမဟုတ်ပါဘူးအားတဲ့ကကျွန်တော်ပရဟိတလုပ်ငန်းလေးနည်းနည်းပါးပါးလုပ်နေတာပါဟုပြောလိုက်၏တိုးတော့နောက်နေ့တော့သတင်းစာများကိုဖတ်ရမှာမျိုးလုံးပြရတော့၏ထိတ်တန့်ရှိနေကြီးတယောက်ကပြည်သူဘက်ကဒိုင်ငံရက်တီပေးနေခြင်းဟူသည့်ကောင်းစီဖြင့်တိုနီလော်ရန့်စ်မှာအလွန်အောင်မြင်နေသည့်အမျက်ခွန်နှင့်အမွေတင်းဥပဒေဆိုင်ရာရှိနေကြီးဖြစ်သည် ယခုကတိုနီလော်ရင့်စ်သည်တရားဝင်တကာလည်းပြီးရာဇဝတ်မှုကင်းများကိုလေ့လာရင်းပစ္စည်းမဲ့ပြည်သူဘက်မှရက်တည်၍ဟာဒုက္ခပါပဲစိတ်ပြက်လက်ပြက်ညင်ညွရင်ရုံးတုတ်ထွက်ခဲ့သည်အင်းဒီနေ့လဲတယ်လီဖုန်းတကောင်ကမြည်နေဦးမှာဟု တွေးလို့မှမစုံးမီတယ်လီဖုန်းတန်မြည်လာသည်ဟယ်လိုတိုနီလိုကန်ကလစ်တန်မှာ ခုပဲတရင်စာဖတ်ပြီးတယ်ကွာဥရောတကယ်အံ့ဩသွားတယ်တိုနီဟုတ်ကဲ့ဦးသူရေးထားတာတွေမှန်တဲ့တလောက်မှန်ပါတယ်ဒါပေမဲ့ သူညီကုန်းချုပ်ပုံကအေးကျွန်တော်လည်းကောင်းကောင်းမမှတ်မိလိုက်ဘူးခင်ဗျမင်းအတွက်တော့မျက်လည်းပန်းလှတာပေါ့ကွာဒါပေမဲ့မင်းခုလိုကရုဏာရှိနေလုပ်နေတာဒုလုံငန်းအနေနဲ့လိုအပ်မလိုအပ်ဆိုတာစဉ်းစားရလိမ့်မယ်တွန်းနီဟုတ်ကဲ့ခင်ဗျာကျွန်တော်ရှိတော့ငါပြောရရင်တော့ခွဲစိတ်ဆရာဝန်တယောက်ဟာဆေးရုံပြင်ပမှာအားလက်ချင်းခီးသွားဟန်လွယ်လူနာတွေကိုစေးထက်ပေးတဲ့သဘောမျိုးပဲလို့ထင်ပါတယ်မစ္စတာကလစ်တန်လက်လက်ခံလို့မရသည့်ဥပမာဖြင့်ရှောက်လက်ချက်ပေးလိုက်သည် အင်းမင်းပြောလို့ဆိုတော့လေဟုတ်နေတာပဲဟေးလေ တို့ဥပဒေကြိုးဆောင်ဖွဲ့ဟာစီးပွားရေးလုပ်ငန်းနဲ့တည်မှမှုတွေဒါမကဘဲဘယ်ဘက်ကဆန်ဆန်ရတယ်ဆိုတဲ့သဘောမျိုးတော့တက်ရောက်သွားတာပေါ့ဟုတ်တယ်မို့လားအေးတခုပဲရှိတယ်သိပ်ပြီးအောက်တန်းကြတဲ့ကိစ္စတွေတော့မင်းမလိုက်ဘူးလို့တို့မျောလင်းနေတူနီစိတ်ချပါဦးအေးဟုတ်ပြီနောက်မှတွေ့မယ်ဖုန်းချလိုက်တဲ့နေတယ်လီဖုန်းတံမြေလာသည်ပြင်ကလာသည်ဖုန်းဟေးပြည်သူရှင်းနေကြီးမင်းခုလိုတိမက်ပြုတ်ခံရတာငါဂုံယူပါရဲ့တူနီလူဝစ်တူနက်တီအတန်း ကျောင်းတော်ကလုံးဝသူမကျေနပ်ဖြစ်လာသည်ဟာရှိသည့်အတန်မျိုးအလကားပါလူဝိစေပေါက်တက်ကြရီရှောက်ရေးထားတာပါဘယ်ကလာပေါက်တက်ကြရမလဲမင်းကောင်းအောင်မှာအောင်မြင်မှုတရဖို့ရောက်နေပြီတွန်းနီမင်းကြောင့်ဖက်ပြီးငါတို့စဉ်းစားမိရဲကွာမင်းလွတ်တော်မဲ့ဝင်ရွေးလို့တော့ရနေပြီလားလို့ရှင်းရှင်းပြောရရင်မင်းကငါမနာလို့ဖြစ်နေတယ်တွန်းနီဘာဖြစ်လို့လဲသိလားငါကနိုင်ငံရေးလောကတွေကမဟုတ်လားကွာမောင်ရင်ကလည်းကွာရှင်းရှင်းကလေးကိုရှုပ်အောင်လုပ်နေတယ်ဒီမဲ့တွန်းနီ မင်းကတကယ်လူမှန်းဆိုရင်ငါတွန်းပို့ပေးမှာပဲဒါပေမဲ့နိုင်ငံရေးကိုဝန်နှောက်ရုံတက်တက်ဆိုရင်တော့မင်းကငါရှင်းရလိမ့်မယ်အဲ့လို မောင်ရင်ဟာတမျိုးကြီးပါလားဟုတ်တယ်တွန်းနီမင်းတကယ်လုပ်မယ်ဆိုရင်ငါတို့ဝိုင်းပို့ပေးမယ်မင်းရှင်မီပြန်လွှတ်နေုံဆိုရင်တော့မင်းကိုတွေ့ရလိမ့်မယ်သတင်းစာရဲတွင်ပါတီစားမားနှင့်ပတ်သက်သောကြည့်သည့်မကြာမီညီသက်သွားဤ 1948ခုနှစ်စက်တင်ဘာလအထိဘဝသည် ပြောင်းလဲနေမည်မရှိတက်နေ။နောက်ပိုင်းသတင်းစာများတွင်ပါနေကြသတင်းတွေကြီးတက်ကတက်ကပါနေ။ထရူမင်ကသူ့ကိုယ်သူရေတပ်ဗိုလ်ချုပ်ဂျူဝေးတဲ့လက်တံပြောင်းစေရမည်ဟုကြေညာထား၍ရုရှားရိခိုးလုခုလုဖြစ်နေသည့်သတင်းများကိုသာနေ့စဉ်ဖတ်နေရ၏။ဒီနေ့သတင်းစာတွေတွင်စိတ်ဝင်စားစရာဆို၍လူသက်မှုသတင်းတိုကလေးသဘောတာပါ၏။ဂျော့စီအန်စတန်ဆိုသည့်ဘန်နတီတယောက်အသက်ခံရသည့်သတင်း။ဒီလန်စီလန်နေရင်တွင် ၎င်း၏တနက်ပြင်ပြစ်တက်ခံရကြောင်းအချင်းမဖြစ်ပွားမီကလေးတွင်တည်ဆုံသူ၏နေအိမ်သို့ရောက်လာသောထူးဆန်းသည့်ဧည့်သည် Howard Jones ဆိုသူကိုရဲကရှာဖွေလျက်ရှိကြောင်းတိုနီပိုး၏စိတ်ဝင်စားသည့်မှာတည်ဆုံသူ Josian Stanley Grisha Payne အတော်ဘက်မှဦးလေးတော်တော်ကြောင့်ဖြစ်နေတန်စားစားပြီးတွင်ဆန်နလန်းနှင့်ထိရှိမြန်လန်းတော့ရဲဌာနသို့ထွက်ခဲ့၏ရဲတွေကသူကိုစီးကြိုပြီးစိတ်ဝင်စားစရာကောင်းလှသည့်အချုပ်သားတယောက်စီခေါ်သွားသည်မတင်ငါမှုဖြင့်ရဲကဖမ်းဆီးထားခြင်းဖြစ်ကြောင်းလည်းပြောပြ၏ သူနာမည်က Chesley Green ဤရဲ့လွန်ကျွန်မှုပြီးပိုင်နဲ့ကျူးလွန်ရန်ကြံစည်မှုဖြင့်ဆွဲခံထားရခြင်းဖြစ်သူချုပ်ခန်းတဲ့လိုတုံလီရောက်တော့ပုံပြပန်းပြဖြစ်နေသည့်တရားခံကိုတွေ့ရ၏အဝတ်တထဲကိုတစ်ခုဖြင့်ချုပ်ခန်းတွင်အိပ်ရသူတိုင်းကြည်ပျော်ရှိပျော်မရှိကြပါတိုးတော်ဒီတယောက်မှာသူများတွေတဲ့ပိုးကြီးညစ်ပက်ပီးရင်နေဤတယောက်ဤခုံပေါ်တွင်ဝက်ဆော့ပုံတစ်ခုတင်ထားသည်နေမချကျွန်တော်နာမည် Lawrence ပါပြီးတော့ရှေ့နေပါရဲတွေကခင်ဗျားကိုကျွန်တော်အကူအညီပေးနိုင်ရင်လိမ့်မယ်လို့ထင်နေကြတယ် တတိချာချာကြည့်တော့အချုပ်သားမှာတန်ရောခါကလူကြောလူကန်တယောက်ဖြစ်ခဲ့ပုံရသည်တတော်ကူရနေရတဲ့နှာခေါင်းတွေထူပေါက်ပေါက်ဖြစ်နေပြီမျက်လုံးတွေမှာနေရဲနေအရက်ဆွဲနေသည်ပုံသွားပါဗျာကျုပ်မှာပိုက်ဆံလည်းမရှိပါဘူးကျုပ်ကဘိုင်ကောင်ဗျခမရနာမည်ဂွင်နီမဟုတ်လားကဲဂွင်နီခမရကိုကျွန်တော်ပိုက်ဆံမျိုးပဲပြောတန်းလိုက်ပြီးမယ်စိတ်တော်မရှိနဲ့ဗျာနင်းမပွားတော့ကျွန်တော်မေးရလိမ့်မယ်နင်းလေကောင်းလေပဲဗျာကျုပ်ပင်မန်းလာပြီရဲကပြောတော့ခမရအခု တင်းဝင်ဖို့ကြိုးစားတဲ့အိမ်မှာနေခဲ့ဘူးတဲ့ဆိုအဲ့ဒီအိမ်မှာနေတဲ့လူကလည်းခင်ဗျားကိုလုံးဝမသိဘူးတဲ့ကျွန်တော်ဒါပဲသိရသေးတယ်ခင်ဗျားပြင်မန်းလို့အဲ့ဒီအကြောင်းကျွန်တော်ကိုပြောမပြရင်တော့သူတို့ခင်ဗျားကိုတစ်နှစ်လောက်အထက်ထက်ထားကြလိမ့်မယ်အလကားပါဗျာရဲရမရှုပ်ရှုပ်အောင်လှုပ်နေတာပါကျွန်တော်ပြောတာရှင်းရှင်းကလေးပါအဲ့ဒီအိမ်မှာကျွန်တော်နေခဲ့ဘူးတဲ့ညကကျွန်တော်အမူးလွန်သွားပြီအဲ့ဒီအိမ်ပြောင်းရောက်တော့အခုလည်းအဲ့ဒီအိမ်မှာနေစဲပဲထင်ပြီးဝင်သွားတယ်တော့ပြောက်ပြီဆိုပြီးပြတင်းပေါက်ကကြော်ဝင်တယ်ဒါပဲ အဲ့ဒီအိမ်လေးစာကျွန်တော်ကိုပြောပါဦးမက်ကလေလန်းလေလန်းတိုကလေးပါဗျာမက်ကလေလန်းလို့ကျွန်တော်တခါမှမကြောက်ဘူးပါလားခမရဝင်ဖို့ကြိုးစားတဲ့အိမ်ကအိမ်မက်တတညတညကိုဘင်တစ်လန်းဗျခမရပြောတဲ့ဘင်တစ်လန်းကိုလည်းကျွန်တော်တခါမှမကြောက်ဘူးခမရဒီမျိုးကနေပြီးထွက်တော်တာဘယ်တော့ကြာပြီလဲအနည်း20ကြော်ပြီထင်တယ်ခမရကဘယ်မှာနေတာလဲ Los Angeles မှာအသက်နှလုံးနဲ့လူတွေနဲ့မျိုးလေး ဖီလာဒဲဖီးယားလိုရေခဲစိမ်လူတွေနေတဲ့မြို့မဟုတ်ဘူး။သူကဒဲရိုးပြောသည်။ဇာနမ်းမှာစိတ်ဝင်စားစရာကောင်းလာ၏။ဘာအတွက်ခမားဒီကို ပြန်လာလဲကွင်းနီ။တိဟောင်းကျွမ်းဟောင်းတွေများရှိအောင်မလားလို့လာခဲ့တာပါဗျာ။ဘသူတွေများလဲဗျ။ခမားသိလည်းမထူးတော့ပါဘူးဗျာ။ကျွန်တော်လဲကိုကုန်းကိုချင်းနဲ့ရှောက်မိရပါ။နှစ်တွေကသိတ်ကြသွားပြီလေ။ဒီပြေကိုတွန်းနေပွဲမကြလား။ခမားဒီကိုဘယ်တော့မှရောက်တယ်လဲ။ မင်းညကဝင်းနဲ့ထားနဲ့ပါလာတာဘူတော်နာကရက်ဆိုင်ဆိုင်မှာဝင်တော့တယ်အရန်မိုးပါတယ်ကျွန်တော်ဘာမှသတိမရလောက်ပေါက်သွားတယ်သတိရလို့ကြည်လိုက်တော့မက်ကလီလန်မှာရဲတွေကကျွန်တော်ကိုဆွဲချနေကြတယ်လေဘဲဆိုင်မှာခမရတောက်တာလေဆိုင်နာမည်ဘယ်မှတ်မိပါမလဲဗျာစန်းတော်စန်းဤချို့ကိုသူတိကျမှတ်မိနေသည်ချို့ကတော့လုံးဝမမှတ်မိဘူးတဲ့ကောင်းပြီလေကျွန်တော်ဘာမှတော့ကြိုပြီးခရီးမပေးနိုင်ဘူးဒါပေမဲ့ကျွန်တော်အဆအဆုံးလုပ်ပေးပါမယ်ဘယ်လိုသဘောရလဲကွင်းနီး သူကပကောင်းတွန့်ဖြေသည်ကျုပ်ဘက်ကဘာရှုံးရှိတာမှတ်လို့ဗျာကျုပ်ခန်းထဲကတိုနီထွက်လာခဲ့သည်ကွင်းီအတွက်လိုက်ပင်းမြူပြောပြီးရထန်နာတွင်လိုအပ်သည့်ပုံစံများကိုဖြည့်ခဲ့သည်အမှုချင်းနှစ်ရောက်သောတိုနီကနောက်ထပ်ရက်ချင်းတောင်းသည်ရုံးပြန်ရောက်ခြင်းစီပင်သားရုံးသူဖုံးဆက်သည်မက်ကလီလန်လားဗင်တစ်လန်လားဟုသည့်ပြဿနာရှင်းသွားပြီးအတွင်းမှုမှကလေးကိုနှစ်နေရာသုံးနေရာလွတ်ပြီးလိုအပ်သည့်ကိစ္စကလေးများသာစုံစမ်းခံနိုင်သည်နောက်တနေ့တွင်ချုပ်ခန်းသို့သွားပြီးကွင်းီကိုအာဖစ်ကပြောသည် ခြေနေကောင်းကြောင်းလဲရှင်းပြသည်တိုးတော့ဂွေနီတယောက်အားသက်တယောက်မရှိလားစိတ်တက်ကြနေပုံရသည်ခြောက်ချားနေပုံလဲရ၏တရားရုံးကနေတို့တိုနီဝင်သွားသည်မိမိမှုလက်တို့စောင့်နေရသည်အခန်းထဲတွင်လွတ်လွတ်လပ်လပ်ဖြစ်သွားသည်ဖြင့်လှည့်ကြည့်လိုက်ရာလူဝစ်ဒိုနက်တီနှင့်အပေါင်းပါ၁၀ယောက်ခန့်ဝင်လာသည်ကိုတွေ့ရ၏7မိနစ်ခန့်ကြာမှဆေးကြီးခေါ်တန်ထွက်လာသည် Chesley Gwinny Gwinny ကိုချုပ်ခန်းထဲမှထုတ်လာကြသည် ဟန်ဒီရန်နေအမှတ်139ကိုဗင်တစ်လန်နေတေလိုပုဂ္ဂိုလ်တို့ကဆိုးရရှင်နေဤမိကုံများကိုဖြည့်ကြသည်။ဂွင်နီကအယံမှုသည့်အတွက်မိမိတွင်ပြည့်ရှိကြောင်းသို့တော်ပိုင်းနဲ့ကျွလုံမှုကိုကြံစည်ခြင်းမရှိကြောင်းရှောက်ထားသည်။အီရင်တိုနီကဝင်ပြီးမိကုံထုတ်သည်။မစ္စတာဂွင်နီဘာတွေဗင်တစ်လန်ကိုရောက်သွားရဲဆိုတာသိတော့ရှင်းပြပါ။ကျွန်တော်အယံမှုလွန်ပြီးရောက်သွားတာပါ။ဘာတွေဖြစ်တယ်ဆိုတာသိမှမှတ်မိဘူး။ခမရဖီလာဒဲဖီးယားမှာနေသလား လွန်ခဲ့တဲ့2020ကနေဘူးပါတယ်ခုတော့ Los Angeles မှာနေပါတယ်ခင်ဗျ Philadelphia မှာနေတော့ကလိပ်စာကိုမှတ်မိသလားအမတ်တတညာတင်က McLean ပါ Chesley Quinney မူရပြည့်တဲ့ပြက်လာသည်ခင်ဗျဒီမျိုးကိုပြန်ရောက်ပြီးရက်တောက်နေခင်ဗျရဲ့နေရာဟောင်းကိုပြန်တရိယာနေသလားဟုတ်ကဲ့တရိယာပါတယ်ပြန်သွားခြင်းစိတ်ပေါက်လာပါတယ်အင်းနဲ့ကြာကြီးကွဲနေရတယ်ဆိုတာမေ့သွားပြီး နေ့စဉ်အိမ်ပြန်လိုပဲအိမ်ဘက်ကိုကျွန်တော်ရှောက်သွားပါတယ်။ရောက်တော့တော့ရှာမတွေ့ပါဘူး။လမ်းမှာတော့ကြပြောက်တဲ့ထင်ပြီးကျွန်တော်ပြင်းပေါက်ကိုဖက်တက်ပါတယ်။အဲဒီမှာဟောဟိုအိမ်ရှင်ဆရာကြီးတွေ့သွားပြီးရဲကိုကြောင်းကြတာပါပဲ။ခမရကသူ့ကိုခမရအိမ်ဖြစ်ကြောင်းမပြောလိုက်ဘူးလား။အိမ်လေးစာကိုပြောမပြဘူးလား။ဟုတ်ကဲ့ပြောပါတယ်။ဒါပေမဲ့သူကအမှတ်တစ်တော်ညာသင်္ကာမက်ကလီလန်ဆိုတာမကြားဘူးဘူးတဲ့။သူငါတစ်တော်ညာတော်ညာကိုပင်တစ်လန်တဲ့။ ဒါပေမဲ့ဒါခမရဲ့အိမ်ဟောင်းပဲမဟုတ်လားဟုတ်ကဲ့သိကြပါရယ်တရားသူကြီးဘက်သို့တော်နီလှည့်လိုက်သည်တရားသူကြီးမင်းခမရတက်တဲ့ကံပစ္စည်းဖြစ်စာနာဆောင်ကိုရုံးတော်သို့တင်ပြပါမယ်တက်တဲ့ကံပစ္စည်း A ဖြစ်တဲ့ဆရာကမြို့တော်စီပင်တာယာဌာနအင်ဂျင်နီယာဌာနခွဲမှာစီအေးကြီးရဲ့ကြမ်းကျင်ထွက်ဆိုချက်ဖြစ်ပါတယ်တက်တဲ့ကံပစ္စည်း A ကပါလဲဆိုရင်1932ခုနှစ်ထိမက်ကလီလန်ဟာဘင်တစ်လန်လို့နာမည်မပြောင်းရခြင်းကြောင့် မက်ကလီလန်တို့ကလေးကိုဘင်တစ်လန်ကဖျက်ဖောက်ပြီးတဲ့နောက်ပိုင်းဘင်တစ်လန်တွေအဖြစ်သတ်မှတ်ခဲ့ပါတယ်။နံပါတ်တွေပါပြောင်းလဲလုပ်ခဲ့ရပါတယ်။အဲဒီမှာအမှတ်တစ်တော်ညာတင်ကမက်ကလီလန်ဟာတစ်တော်ညာတော်ညာကိုဘင်တစ်လန်ဖြစ်ခဲ့ရပါတယ်။တက်တဲ့ကန်ပစ္စည်း B က1939ဖီလာဒဲဖီးယားတယ်လီဖုန်းလမ်းညွှန်စာအုပ်ရဲ့စာမျက်နှာချုပ်ကိုဓာတ်ပုံမိတ်တူကူးယူထားတာဖြစ်ပါတယ်။အဲဒီစာမျက်နှာမှာအမှတ်တစ်တော်ညာတင်ကမက်ကလီလန်မှာရှိတဲ့တယ်လီဖုန်းပိုင်ရှင်ဟာ မစ္စတာ JA Quinny ဖြစ်ပါတယ်။ကဲမစ္စတာ Quinny ခင်ဗျားနဲ့ Mrs. JA Quinny ဘယ်လိုတော်ရဲဆိုတာရုံးတော်ကိုရှင်းပြပါ။ကျွန်တော်တော်ပါတရားသူကြီးမင်းခင်ဗျာ။ဒါဖြင့်ခင်ဗျားတော်နဲ့အတူနေခဲ့တာပါ ဟုတ်လား။တော်နေကပြန်ကောက်မိသည်။ဟုတ်ပါတယ်။တရားသူကြီးမင်းခင်ဗျာ Mr. Quinny ဟာအရင်မူးလွန်နေတဲ့အတွက်သူ့ကိုယ်သူပြည့်စုံကြောင်းဝန်ခံပေးပါပြီ။သူချုပ်ခံရတဲ့အချိန်ကလည်းတနေ့နဲ့တညာရှိသွားပါပြီ။ ါအယတမတယောက်အတွက်လုံလောက်တဲ့ချုပ်ကာလဖြစ်ပါတယ်။ပိုင်နဲ့ကျူးလွန်မှုကြိုးစားတဲ့ကိစ္စနဲ့ပတ်သက်လို့ကတော့စိတ်အားငယ်နေခြင်းစိတ်ထိခိုက်နေခြင်းမျိုးမှာမိမိရဲ့နေရာဟောင်းကိုတန်းတတ်ကြတာဟာလူ့တဘာဝဖြစ်ပါတယ်။ကျွန်တော်တင်ပြပြီးတဲ့အချက်လက်များကိုထောက်ရှုပြီးအရှင်လူကြီးမင်းအနေနဲ့အမှုကိုစာနာစွာယူသိမ်းပေးမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာ။အရှင်ပုဂ္ဂိုလ်ကြီးကချက်ချင်းယူသိမ်းဖို့သဘောတူလိုက်သည်။တရားသူကြီးကလွတ်စေမင်းချလိုက် တိုနီကဂွင်နီကိုတရားခံဝက်ချန်ထဲမှာရှေ့နေရှေ့ဆောင်ခေါ်ယူလာပြီးကဲကတဲမှာတင်ထားတဲ့ခမပစ္စည်းသွားယူပြီးတော့ခမလော့စ်အန်ဂျလိစ်ကိုပြန်ဖို့ကျွန်တော်တို့စီစဉ်ပေးမယ်တိုနီနောက်ဖက်မှာလူဝစ်တိုနီတီကလည်းပြင်းကြီးတန်ပြင်းတကယ်ကိုတည်တတ်ပါရဲ့ကွာမင်းရှာလဲချက်ပေးပုံကတော့တကယ်ကို ပိုင်ပါပြီဒါပေမဲ့မင်းလူကိုဘယ်မှမသွားစေနဲ့ဟိတ်ငါမှဖန်ရန်ပါလာတယ်ချက်စလီဂွင်နီခေါ်ဟောင်းဝစ်ဂျုံကို မင်းညာဖြစ်ခဲ့တဲ့ဂျော့စီအန်စတန်တက်မှုနဲ့ဖမ်းရနိုင်မယ်။ဗျာ။ဂွေနီကထိတ်တလန့်အောင်လိုက်သည်။လူဝစ်တိုနတီကတိုနီကို ကြည့်ပြီးပြောနေ။ကဲပြည်သူရှင်နေကြီးကိုနေရာမှာကိုနေပြီးကိုလန်းကိုသွားရင်ကောင်းမယ်ကွာ။မဟုတ်ရင်တော့မင်းစက်သိမ်းမကောင်းဖြစ်သွားလိမ့်မယ်။မောင်ရင်လက်ထဲမှာရန်ရောက်နေတာဘလောက်ကြာပဲလဲ။မင်းညာကမှရတာလေ။ဒါဆိုလဲကွာမင်းမင်းညာကလေးကငါ့ကိုပြောဖို့ကောင်းတာပေါ့။ဒီနေ့မနေ့ပြောရင်လည်းရတာပဲ။ ဒီလိုလေးကွာ။ तू က chess league ကနေပါလို့တို့တက်တည်ပြစရာမလိုအောင်ဒီတရခွန်ကိုစောင့်ကြည့်နေတာလေ။ chess league ကနေဆိုတာအသက်ခံရသူရဲ့ညီကိုဝမ်းခွဲကွာတိုနီက။တိုနီက Louis အနာတို့ကတ်လိုက်ပြီးမင်းငါ့ကိုကြောက်တွန်းနေတာနဲ့ရှောက်ဖြီးမိနေပါတယ်ကွာ။မင်းဒီတချီတော့လွဲသွားပြီတိုနီ။တိုနီပန်ဝင်းကြီးကိုငဲကြည့်လိုက်သည်။သူတို့နှစ်ယောက်ပြောနေကြသည်ကိုတရားရုံးသတင်းတောက်တွေမကြားနိုင်။တော်တော်သူတို့တွင်ရေးစရာတွေအပုံကြီးရနေတော့ပြီ။ ဂွေနီသာတစ်ဆုံးသူ၏ညီကိုဝမ်ခွဲမှန်လျင်ဂရစ်ရှစ်ပန်နှင့်လည်းမောင်နှမတော်မြင်မှုချဒါဆိုရင်ဖီလာဒဲဖီးယားတက်တန်းလော်ရီနှင့်မိမပြတ်တက်နေမည်လေအစိတ်တစ်ထပ်အသားတစ်ထပ်သတင်းမျိုးမဟုတ်လားဟုတ်ကဲ့ပါခင်ဗျာခုကျွန်တော်ရပ်ပြခဲ့တာကတော့ဆရာတင်မောင်ကြီးပါတာပြန်ထားတယ် ။တမင်းလေးပြဆိုတဲ့ဘာသာပြန်ဝတ်ထုရဲ့ပိုင်း73ဖြစ်ပါတယ်ခင်ဗျာ။နောက်လာမယ့်ပိုင်း74ကိုဆက်လက်ဆောင်မြောနှဆင်ပြကြပါအောင်ခင်ဗျာ။တို့ညာရဲ့ပြည့်တဲ့များအားလုံးပဲစိတ်ချမ်းသာကိုကြမ်းပါရှိကြပါစေခင်ဗျာ။